လုံးမင်္ဂလာပါဒီနေ့တော့စာရဏဘတ်၄၂ဖြစ်ပါတယ်။ခန်းကြီး၄အငယ်၁မှ၅။တမင်ဒီရသည်ရေစီးသောခောင်းကိုတောင်းတကဲ့သို့အကျွန်ုပ်ဝိညာဉ်သည်ကိုရောကိုတောင်းတပါသည်ဖျား။ငါဝိညာဉ်သည်ဖျားသခင်ဒီဟုသော အသက်ရှင်တော်မူသောဖျားကိုငတ်လှ၏။အပေကာလမှဖျားသခင်ထံတော်သို့ရောက်၍မျက်နှာပြရန်အံ့၏။ သူတော်ဘာတို့ကတင်းဖျားသခင်ဒီအဘယ်မှာရှိသည်နည်းဟုငါကိုအစဉ်ပြောဆိုကြသဖြင့်ငါမျက်ရည်ဒီနေညံ့မပြငါစားเสียဖြစ်ရ၏ထိုအချင်းရာကိုငါအောက်မေ့၍နေစဉ်တွင်ငါစိတ်နှလုံးဒီခြေခွဲလျက်ရှိ၏အကြောင်းမူကားငါဒီလူစုများနှင့်ပေါင်းဖော်လျက်ရွှင်လန်းခြင်းအတန်ထောမနာပြုခြင်းအတန်တို့ကိုပြိုင်ဆို၍ဓမ္မပွဲခံသောလူစုများနှင့်အတူ ဘုရားသခင်ဤအိမ်တော်သို့ဖြင်းညင်းစွာတောလှလေပြီ။အိုငါဝိညာဉ်တင်းဒီအပေကြောင့်ညှိုးငယ်သည်။ငါအထဲမှအပေကြောင့်မငြိမ်မဝတ်ရှိသည်။ဘုရားသခင်ကိုမျှော်လင့်လျက်နေလော့။ငါကိုကယ်တင်တော်မူသောရှင်ငါကိုးကွယ်သောဘုရားသခင်ယေရှုတော်ကိုငါချီးမွမ်းထောမနာပြုရလေအံ့သည်။အငယ်၆မှ၁၁ အကျွန်ုပ်စိတ်ဝိညာဉ်သည်အကျွန်ုပ်အထဲမှညှိုးငယ်လျက်ရှိပါ၏အကြောင်းမူကားယော်ဒန်မြစ်ကမ်းဟေရမုန်တောင်ယိုမိစရကုန်းပေါ်မှကိုရော့ကိုအကျွန်ုပ်အောင်းမိပါ၏ရေပွေတော်များအတံပလန်နှင့်တကားဝဲဩကတခုကိုတခုဟစ်ခေါ်၍လှိုင်းတဘိုးတော်အပေါင်းတို့သည်အကျွန်ုပ်ကိုလွှမ်းမိုးကြပါပြီသို့တော်လည်းသာရဖျားသည်ဤအခါတနန်းချင်းကျေးဇူးတော်ကိုပေးချတော်မူ၏ညအခါ၌လည်း ဂုံတော်ကိုတည်ခြင်းဆိုလျက်ငါဤအသက်သခင်ကို ပထနာပြုလျက်ငါနေ၏အကျွန်ုပ်ကိုအဘယ်ကြောင့်မိလျော့တော်မူသနည်းယံသူညှင်းဆဲနှိမ့်ဆက်ခြင်းကို ခံရ၍အကျွန်ုပ်သည်ကျမ်းသာသောအဝတ်ကိုဝတ်လျက်အဘယ်ကြောင့်နေရပါသနည်းဟုငါဤကြောက်ဖြစ်သောဖျားသခင်ကိုငါရှောက်ရ၏ငါယံသူတို့ကတင်းဖျားသခင်သည်အဘယ်မှရှိသနည်းဟု ငါကိုအစဉ်ပြောဆိုကြသဖြင့်ငါအယိုးတို့ကိုချိုး၍ကဲ့ရဲ့တတ်ကြ၏။အိုးငါဝိညာဉ်တင်းဒီအပေကြောင့်ညှိုးငယ်သည်။ငါအแทမှာပေကြောင့်မရင်မဝတ်ရှိသည်။ဘုရားသခင်ကိုမျှော်လင့်လျက်နေလော့။ငါကိုကဲတင်တော်မူသောရှင်ငါကိုးကွယ်သောဘုရားသခင်ယေရှုတော်ကိုငါချီးမွမ်းထောမနာပြုရလေအံ့သည်။အဲနောက်ဗီဒီယိုမှာပြန်ကြည့်ကြမယ်။ဘိုင်ဘိုင်။